Hello မင်္ဂလာပါတာရုတ်ကမြူရေတီချာရဲ့ grade 2သင်ကြားတန်းလေးကနေပြန်နေကြိုဆိုလိုက်ပါတယ်တီချာတို့ဒီနေ့ဗီဒီယိုမှာတော့စာမျက်နှာ78 79အာ20ကိုတောင်းလိုက်ကြရအောင်เนาะဟုတ်ပါပြီအဲ့တော့စာမျက်နှာ78လေးကိုဖွင့်ပေးပါရှင့် ်ဆက်နက်ဆက်ရှစ်မှာဒီဂျေရိုတွေကအပေါင်းဆိုင်ရာစီမင်းတွေကိုတင်ရမှာဖြစ်ပါတယ်ဒီဂျေရိုတွေကတွက်ချက်မှုဆိုင်ရာတွေမှာအာတွက်ချက်တာတွေဆိုလို့ရှိလို့ရှင်အပေါင်းအဓိကအဖြစ်အပေါင်းနဲ့အနှုတ်ရှိရပါတော့အဲ့တော့အခုဆိုလို့ရှင်အပေါင်းတင်ငန်းစာတင်ပြီးတော့ပြီဆိုလို့ရှင်အပေါင်းဆိုင်ရာစီမင်းတွေကိုဒီဂျေရိုထပ်ပြီးတော့မှလေးလာကြမယ်ဒီဂျေရိုကပေါင်းချင်တဲ့အတိုင်းပေါင်းလို့မရပါဘူးသူမှလည်းစီမင်းစီကတ်ပေါင်းနဲ့အတွက်စီမင်းစီကန်လေးတွေပေါင်းတဲ့အခါမှာစီမင်းစီကန်လေးတွေလိုက်နိုင်ရပါတယ်ဟုတ်ပြီအဲ့တော့အပေါင်းဆိုင်ရာစီမင်းစီကန်လေးတွေဘာလေး လဲဆိုတော့ဒီချေတို့တက်လီလာကြည့်ကြရအောင်เนาะဟုတ်ပြီအဲ့တော့လေ့ကျင့်ရဲ့ဥပမာပေါ့เนาะဥပမာနံပါတ်5ကိုကြည့်ကြရအောင် နွဲ့နွဲ့မှာဗီဇကုမုတ်16ခုရှိပြီးအောင်းအောင်းမှာဗီဇကုမုတ်9ခုရှိတယ်။ဗီဇကုမုတ်အားလုံးဘယ်လောက်ရှိသလဲ။အရုံပု္ပ္ပစာထဲမှာဒီချေတို့တွေ့တာက16နဲ့9နဲ့တွေ့ပါတယ်။16ဆိုတာကနွဲ့နွဲ့မှာရှိတဲ့ဗီဇကုမုတ်တွေဖြစ်ပြီးတော့9ဆိုတာကကြတော့အောင်းအောင်းမှာရှိတဲ့ဗီဇကုမုတ်တွေဖြစ်ပါတယ်။ဗီဇကုမုတ်အားလုံးဘယ်လောက်ရှိလဲဆိုတာကိုသိကျင်တော့နွဲ့နွဲ့မှာရှိတာနဲ့အောင်းအောင်းမှာရှိတာနဲ့ဒီချေတို့ဘာလို့လိုက်ရမှာလဲ။အတူတူထားလိုက်ရမယ်။ပေါင်းလိုက်ရမယ်။ဟုတ်ပြီ။အဲ့တော့နွဲ့နွဲ့ကနေပြီးတော့ဘာပြောလဲဆိုတော့ तू ကပြောတယ်။ तू က ပြောတဲ့အတွက်ကြောင့်မို့လို့သူ့မှာရှိရအောင်သူအရင်ပြောမှာပေါ့ကျမမှာဘီစကုတ်မုတ်16ခုရှိပြီးအောက်အောက်မှာခဏခုရှိတယ်အဲ့ဒါကြောင့်သူ့မှာရှိတဲ့16ထဲကိုအောက်အောက်မှာရှိတဲ့ခဏနဲ့ဘာလို့လိုက်ကြည့်ရမလဲဆိုရင်ပေါင်းကြည့်ရပါမယ်အဲ့လိုမျိုးပေါင်းလိုက်တဲ့အခါမှာ16ကိုစိတ်ထဲမှာမဲ့လက္ခဏာချောင်းတောင်းချစားပြီးတော့16 18 19 20 21 22 23အဲ့တော့ဘယ်နှခုရပါတယ်လဲ 23ခုအဲ့လိုပဲအောင်းအောင်းကလည်းပြောပါတယ်ကျွန်တော်မှာဘီစကုတ်မခွန်နှစ်ခုရှိတယ်နွဲ့နဲ့မှာ16ခုရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့သူ့မှာရှိတဲ့ခွန်နှစ်ခုကိုခွန်နှစ်ခုနဲ့နွဲ့နဲ့မှာရှိတဲ့16ခုကိုယူပြီးတော့ပေါင်းလိုက်ရပါမယ်အဲ့ဒါကြောင့်ခွန်နှစ်နဲ့16နဲ့ပေါင်းတော့လေဒီချေရုက23ရပါတယ်ရှင့် ဟုတ်ပြီနော်ဒီအဖြေနှစ်ခုကိုနှိုင်းရှင်လိုက်တဲ့အခါမှာအဖြေတွေကဘာဖြစ်နေပါသလဲတူနေပါတယ်ဘာမတူဘူးလေသရသမလို့ရင်နော်ပေါင်းလိုက်တဲ့ဂိန်းနေမတူပါဘူးဒီမှာက16နဲ့9နဲ့ပေါင်းတာဒီမှာက9နဲ့16နဲ့ပေါင်းတာအဲ့တော့ဂိန်းနှလုံးကိုပေါင်းတဲ့အခါမှာဒီခြေရုပ်ကလေအဲ့ဒီဂိန်းတွေကိုနေရာလဲပြီးပေါင်းရင်လေအဖြေချင်းကအတူတူပါပဲရှင်အဲ့ဒါကအပေါင်းဆိုင်ရစီမြင့်နံပါတ်1ဖြစ်ပါတယ်နော်โอเคအဲ့တော့ဂိန်းတွေကိုပေါင်းတဲ့အခါမှာဒီခြေရုပ်ကဒီဘက် မေကွန်မှာဆိုရင်တီဂိန်းက16အာပေါင်ဂိန်းက9နှစ်16ထဲကို9နှစ်ကတော့ပေါင်းတယ်ဒီမှာဆိုရင်တီဂိန်းက9နှစ်ပေါင်ဂိန်းက16 9နှစ်ထဲကို16ကတော့ပေါင်းပါရရှင်အဲ့တော့အဲ့ဒီလိုပဲဒီချေရိုတွေကတီဂိန်းနဲ့ပေါင်ဂိန်းကိုနေရာလဲပြီးအရှိအနောက်နေရာလဲပြီးပေါင်းမိမယ်လေအဖြစ်ချင်းကဘာဖြစ်ပါသလဲအတူတူပါပဲအဲ့တော့ဒါတို့တမလို့ဒီချေနောက်ကလိုက်ပြောပြီးဂိန်းတွေကိုနေရာလဲပြီးပေါင်းရင်လေ အပြည့်ချင်းကတူတူပဲဟုတ်ပါပြီရှင်အဲ့ဒီအပေါင်းဆိုင်ရာစီမင်းလေးကိုဒီချေရိုတွေအာနံပါတ်6မှာပေါ့နော်တွက်ကြည့်မယ်ချေရိုအပေါင်းလေးတွေကိုပြန်ပြီးတော့မှဒေါင်လိုက်တွက်ကြည့်မယ်ပြီးတော့လို့ရှိရင်တွက်ပြီးသွားပြီဆိုရင်တီဂိန်းနဲ့ပေါင်ဂိန်းနေရာလဲပြီးတော့ပြန်တွက်မယ်ပြီးရင်အဖြေတွေကိုဒီချေရိုအစစ်စေးကြမှာဖြစ်ပါတယ်ဟုတ်ပါပြီအားဆိုလို့ရှိရင်တအားသမလို့ရဲ့သင်ချာတွက်တဲ့စာအုပ်ကလေးကိုဒီချေကိုထုတ်ပေးပါရှင်ဟုတ်ပြီနော်အဲ့တော့ခဏလေးစောင့်ပါဒီချေကသင်ချာတွက်တဲ့စာအုပ်ကလေးထုတ်လိုက်ပါဦးမယ်နော် ဟုတ်ပြီအဲ့တော့တင်ညာတက်တက်ဆောင်လေးကိုထုတ်ပေးပါပြီဆိုတော့ဒီကျဲကဒီပုံစံလေးကိုယူလိုက်ပါမယ်မင်းတို့ရဲ့အလွယ်တကူတွက်လို့ရအောင်လို့ပေါ့နော်โอเคအဲ့တော့တအားသမလို့တွေကတော့မလုပ်ရမလဲဆိုရင်ဒီကျဲကိုအလဲကောင်ကနေမြင်းလေးတားပေးပါနှစ်ချောင်းမတားနဲ့တစ်ချောင်းပဲတားမယ်တစ်ချောင်းပဲတားမယ်နော်ဟုတ်ပါပြီအားဆိုလို့ရှိရင်ခေတံလေးကိုကိုင်းတီချေတို့ကကိုပုံမှာကာကြီးလို့တက်ပါမယ်ရှင့ ။ Okay တိကျဲနဲ့တူတူတွေ့ရအောင်။ပုံစံလေးကိုမဲ26အပေါင်း9။ခဲ့တိကျဲတို့က26အပေါင်း9ကိုပုံမှန်အတိုင်းပဲတွေ့ကြည့်ကြပါမယ်။ဒါကြောင့်ကြော်ပြီးတော့နေရာချမယ်26ကို9နဲ့ပေါင်းပါမယ်ရှင်။အဲ့ဒီလိုပေါင်းတဲ့အခါမှာခုခုချင်းပေါင်း၁၀၁၀ချင်းပေါင်းမယ်။ခုခုချင်းပေါင်းတော့6နဲ့9နဲ့ပေါင်းပါမယ်။6နဲ့9နဲ့ပေါင်းတော့ဘယ်လောက်ရသလဲ။73 317တင်လိုက်ပါပြီရှင်။အဲ့တော့၁၀၁၀ချင်းပေါင်းတော့10နဲ့9နဲ့ပေါင်းလိုက်တော့ဘယ်လောက်လဲ။ 3 error အဖြေက33ပြီးပြီလားမပြီးသေးဘူးရှင်ဒီချက်ကတော့တွက်ပြီးွားပြီဆိုလို့ရှင် TK နဲ့ပေါင်းရင်နေရာလဲပြီးပြန်တွက်ပေးပါရတဲ့အဲ့တော့26အပေါင်းခဏကိုဒီချက်ကနေရာလဲပြီးပြန်တွက်ပါမယ်ဘယ်လိုတွက်မှာလဲနေရာလဲပြီးပြန်တွက်မယ်အဲ့တော့အဲ ခွနစ်နဲ့26နဲ့နေရာပြောင်းလိုက်ပုံအဲ့တော့ခွနစ်အပေါင်း26ဖြစ်သွားတာပေါ့ကတုကိုလည်းဒီချဲနေရာလွဲပြီးတော့တက်လိုက်ကြရအောင်အဲ့တော့ခွနစ်ကလေးကအပေါ်မှာရေးပါမယ်ခုနေရာမှာပါ26ကကြတော့10နေရာမှာ2ခုနေရာမှာ6တန်းတန်းနဲ့ရှိနေရပါမယ်သူတို့တွေကိုပေါင်းကြည့်လိုက်ကြရအောင်ခွနစ်နဲ့6နဲ့ပေါင်းလိုက်တော့ဘယ်လောက်လဲ7 3 3ရေးပါတင်နဲ့တင်တင်လိုက်ပါပြီဆက်ဆဲချင်းပေါင်းလိုက်တော့နင်းနဲ့တင်းနဲ့ပေါင်းလိုက်တော့3အဖြေကဘယ်လောက်ပဲလဲ33 တော့ဟုတ်ပြီအဖြေတွေကိုစစ်ဆေးကြည့်ပါအောင်ခေအဖြေတွေတူရဲ့လားတူပါတယ်နော်အဲဒါကြောင့်ဒီကျဲတို့အဖြေထိုးပါပြီအာရီအတဝေးထိုးပါတော့ရရေးဖြေအဖြေပုံမှန်နှစ်ခုချာ33ဒါပါပဲရှင့်ပြီးပြီဆိုရင်ဒီကျဲကိုမြင်းလေးပိတ်လိုက်ပါရှင့်ဟိုဘရောဒီဘရောပိတ်လိုက်မယ်နော်ရပါပြီเนาะโอเคပြီးတော့ပြီဆိုရင်ဒီချက်နမခောက်ကိုတွက်လိုက်ကြရအောင်အဲ့ဒီလိုပဲဒီချက်ကိုအမဆန်ဘူးဆိုရင်စာစာမျက်နှာနောက်ထပ်တစ်မျက်နှာကိုတွားပေးပါရှင့်အဲ့တော့ခောက်ကို เนาะขาวกุ้ยปุ๊กสารนี่กูจะอยากเอาให้ขาวกุ้ยนี่ก็32ปองกูคิดตารุตํารุเนี่ยญาติฉบีตั่วอยากเอาให้เออ32กูดูเนี่ยปองมาเลย ကိုနဲ့ပေါင်ပါပေါ့ okay ပေါင်လိုက်ကြရအောင်ခုခုချင်းပေါင်ပါမယ်နင်းနဲ့ကိုနဲ့ပေါင်လိုက်တော့7တည်ရစ်တင်လိုက်ပါပြီရှင်ဆက်ဆက်ချင်းပေါင်လိုက်တော့3နဲ့7နဲ့ပေါင်လိုက်တော့4အဖြေက41ပြီးသားပြီလား no မပြီးသေးပါဘူးเนาะဒီကိန်းနဲ့ပေါင်ကိန်းလေးကိုနေရာလဲပါမယ်အဲ့တော့ကိုကအရှိကိုရောက်သွားပြီးတော့ဒီကိန်းကအနောက်ကိုရောက်သွားပါမယ်ကိုအပေါင်း32အဲ့တော့တို့တွေနေရာချကြရအောင်ကိုကကိုပါရှင်32ကအောက်မှာရေးပါပြီ3နဲ့32မြင်ပိတ်ပါပြီပေါင်ကြ ရအောင်ဟိကိုနဲ့နှစ်နဲ့ပေါင်းလိုက်တော့ဘယ်လောက်ရသလဲဆက်တတီတတီလိုက်ပါပြီ၃နဲ့၁နဲ့ပေါင်းလိုက်တော့၄အဲ့ဒါကြောင့်အဖြေက၄၀ okay အဖြေဒီကိုဆက်စစ်ပြပအောင်ဟိတူရဲ့လားတူပါအဲအဲ့တော့ဒီကျေတို့အဖြေထိုးပြီး i r the way to ဖောက်တော့ရေရေးဖြည်းအဖြေပုံမှန်နှစ်ခုချပြီးတော့၄၁ရပါပြီနော်ဒီတော့ပြီဆိုရင်နော်ညင်းလေးပိတ်လိုက်ပါအောင်ဟိ အရောဆာမျက်နှာတွေမှာမဆက်တော့ဆိုရင်နောက်တစ်ပုတ်မှာနောက်တစ်မျက်နှာမှာဆက်တွေ့ပါမယ်။အဲ့ခါကျတော့ဒီချေကကကြည်နဲ့ခောက်ကြီးကိုဒီချေကတွက်ခဲ့ပြီးသားပြီ။ခါငယ်လေးကိုတော့မင်းတို့ပါတာမင်းတို့တွက်ကြည့်ပြပါနော်။တွက်ပြီးသွားလို့ရှိရင်အခုလိုပဲဒီချေကိုပထမတစ်ခေါက်တွက်မယ်။ပြီးသားရင်တီကိန်းနဲ့ပေါင်းရင်းလေးကိုနေရာလဲပြီးတော့တွက်မယ်။အဖြေကိုစစ်စစ်ပြီးတော့အဖြေတစ်ခါတည်းတစ်ခုပဲရေးပြရပါမယ်နော်။ โอเคအဲ့ဒါလေးကိုမင်းတို့ကတွက်ကြည့်ပေးပါအဖြေဒီက2ရဲ့လားဆိုတာကိုစစ်စစ်ပေးပါเนาะပြီးတော့မှဒီချေကတော့နမကငွေကိုမတွက်ပြတော့ပါဘူးเนาะအာဘာဖြစ်လို့လဲဆိုတော့ချေတို့အများကြီးပဲဒူတွေတွက်ခဲ့ပြီးသားပြီမင်းတို့ရေလည်းနည်းနည်းလေးကြိုးစားကြည့်အောင်ဒီချေကအဖြေလေးတွေကိုစစ်ပေးပါမယ်เนาะဟုတ်ပါပြီရှင်အဲဆိုရင်ဒီချေတို့စာမျက်နှာ19ကိုတွားလိုက်ကြရအောင်ဒါတို့တမလို့ရင်โอเคအဲ့တော့စာမျက်နှာ19ကိုတွက်ကြည့်ပါမယ်တက်ဒါတို့တမလို့ကြည့်ရအောင်ဥပမာ6 စာရွက်အနည်း16ရွက်စာရွက်အပြား6ရွက်နဲ့စာရွက်အဝါ4ရွက်ရှိပါတယ်စာရွက်အားလုံးဘယ်လောက်ရှိတလဲတဲ့အဲ့တော့ဒီချက်စီမှာစာရွက်အနည်းကဘယ်နှရွက်လဲရဲ့16ရွက်စာရွက်အပြားက6ရွက်စာရွက်အဝါက လေးရွက်စာရွက်အလုံးဘလောက်ရှိလဲဆိုတော့စာရွက်အနီရဲ့အပြရဲ့အဝရဲ့သုံးခုစလုံးရဲ့အရေအတွက်တွေကိုဘာလုပ်လိုက်ရမှာလဲဟုတ်ပါတယ်ပေါင်းလိုက်ရမှာပေါ့အဲ့တော့ပေါင်းမယ်ဆိုတော့တိကျကိုညီမြချင်းရေးပြပါဟိညီမြချင်းကကိန်းက3ခုဖြစ်သွားပါပြီကိန်း3ခုကိုပေါင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့18အပေါင်း6အပေါင်း4ဖြစ်ပါတယ်ရှင့်ကဲညီမြချင်းလေးတိကျကိုဖတ်စာထဲမှာရေးပြပါ ရေလို့ပြီးသားပြီဆိုရင်ချက်ရုကအရင်တော့ကတော့ဂနန်းနှလုံး sorry gain နှလုံးကိုတို့တွေပေါင်းလို့တက်တယ်เนาะဒီတစ်ခါကျတော့ gain သုံးလုံးဖြစ်သွားပြီအဲ့တော့ဘယ်လိုတွက်ရမလဲဆိုတာစဉ်းစားကြည့်ကြရအောင်အဲ့တော့တငယ်ချင်းနွယ်ရဲ့စိတ်ကူးလေးကိုကြည့်ကြည့်ပါမယ်เนาะနွယ်ရ18.6ကိုအရင်တွက်မယ်တဲ့ရလာတဲ့အဖြစ်ကိုမှသူက၄ပြန်ပေါင်းပါမယ်အဲ့တော့18.6နဲ့ပေါင်းလိုက်တော့သူက23ရပါတယ်အဲ့ဒီ23ကိုမှတွက်เสียရလို့တဲ့၄နဲ့ထပ်ပြီးတော့ပေါင်းလိုက်တော့အဖြစ်28ရပါတယ်ရှင် ဟုတ်ပြီနော်အဲ့တော့အောင်းအောင်ရဲ့စိတ်ကူးလေးကိုကြည့်ရအောင်အောင်းအောင်ကတော့သူက30အရင်ဖြစ်အောင်လုပ်နေတဲ့30ဖြစ်အောင်လုပ်ပြီးတော့မှ6နဲ့4ကိုအရင်ပေါင်းလိုက်ရင်30ဖြစ်ပါတယ်အဲ့ဒီတော့မှအဲ့ဒီ30နဲ့18နဲ့ကိုပေါင်းလိုက်ပါမယ်ရှင်အဲ့တော့6နဲ့4ကိုအရင်ပေါင်းလိုက်တော့30ဖြစ်သွားပြီအဲ့တော့ပေါင်းပြီးသွားပြီဆိုတော့မှဒီချေတို့အရှိမကြံသေးတဲ့ပေါင်းရမယ့်ဂိန်းတစ်ခုဖြစ်တဲ့18နဲ့ခုနကပေါင်းထားတဲ့30နဲ့ကိုပေါင်းလိုက်တော့အဖြေက28ဖြစ်ပါတယ်ရှင် အဲ့တော့အဖြေချင်းတွေကတော့ဘာဖြစ်ပါသလဲအတူတူပဲအဲ့တော့နွယ်ကကြတော့ရှေ့ကိန်းနှလုံးကိုပေါင်းပြီးမှအနောက်ကကိန်းနဲ့ပေါင်းပါတယ်အောင်အောင်ကကြတော့အနောက်ကကိန်းနှလုံးကိုပေါင်းပြီးမှအရှိကကိန်းနဲ့ပေါင်းပါတယ်ရှင်ဟုတ်ပြီအဲ့တော့တချေတို့ကနွယ်ရဲ့စိတ်ကူးလေးကိုတချေတို့ခွင်းသုံးပြီးတော့ဖော်ပြလို့ရပါတယ်အဲ့တော့ခွင်းရဲ့အတိတ်ကဘာလဲဆိုလို့ရှင်အရင် ပေါင်းမှခွင်းနဲ့ထည့်လိုက်တာပေါ့ အဲ့တော့နွယ်နွယ်ကဘသူနဲ့ဘသူကိုအရင်ပေါင်းတာလဲ18နဲ့6အဲ့ဒါကြောင့်အဲ့ဒီ18နဲ့6ကိုခွင်းနဲ့ထည့်လိုက်ပါတယ်ရှင်ပြီးတော့မှ4နဲ့ပေါင်းမှဖြစ်တဲ့အဲ့ဒီ3ခုစလုံးကိုပေါင်းလို့ရတဲ့အဖြေက28ဖြစ်ပါတယ်အဲ့ဒါကြောင့်နွယ်နွယ်ရဲ့စိတ်ကူးလေးကိုတီချေရူကညီမြချင်းနဲ့ရေးလိုက်တော့ခွင်းစား18အပေါင်း6ခွင်းပိတ်အပေါင်း4က 28အငီး28ဖြစ်ပါတယ်။ကဲအဲ့ဒီလိုပဲအောင်းအောင်းရဲ့စိတ်ကူးလေးကိုလည်းဂွင်းသုံးပြီးတော့ဖော်ပြလိုက်တော့အောင်းအောင်းကဘသူနဲ့ဘသူကိုအရင်ပေါင်းခဲ့လဲ။ဟုတ်တယ်6နဲ့4ကိုအရင်ပေါင်းခဲ့ပါတယ်။အဲဒါကြောင့်မို့လို့6နဲ့4ကိုဒီချေတို့ဂွင်းထဲကိုထည့်လိုက်ပါတယ်နော်။ ထည့်ပြီးတော့မှအရှိမကျန်တဲ့18နဲ့ပေါင်းလိုက်ပါတယ်။အဲဒါကြောင့်မို့လို့သူ့ရဲ့ညီမချင်းကိုဒီချေရုကဂွင်းသုံးပြီးတော့ပေါ်ပြလိုက်တဲ့အခါမှာဒီလိုလေးဖြစ်သွားပါတယ်ရှင်။18အပေါင်းဂွင်းစ6အပေါင်းလေးခွင်ပိတ်အငီး28ဖြစ်ပါတယ်ရှင်အဲ့ဒါကလေအပေါင်းဆိုင်ရာစီမင်းနံပါတ်1ဖြစ်ပါတယ်ရှင်အပေါင်းဆိုင်ရာစီမင်းနံပါတ်1ကဘာလဲဆိုရင်ဂိမ်းသုံးလုံးပေါင်းတဲ့အခါမှာအဲ့ဒီဂိမ်းသုံးလုံးကိုညီသည့်အစီအစဉ်ဖြစ် 是给你那龙骨喂，一心棒棒；俺老给你那龙骨喂，一心棒棒。不如你那喂棒棒，棒来这个，一嘟嘟棒，嘿嘿嘞，好比喏，是给你那龙骨一心棒比吗？俺老家给你那棒一嘞。 မှန်တယ်အအနောက်ကဂိတ်နှလုံးကိုအရင်ပေါင်းပြီးမှအရှိရာဂိတ်နဲ့အပြန်ပေါင်းလို့ရှိရင်လည်းအဖြစ်ချင်းကဘာဖြစ်လဲအတူတူပါပဲအဲ့ဒါကအပေါင်းဆိုင်ရဲ့စဉ်မြင့်နံပါတ်1ဖြစ်ပါတယ်ဟုတ်ပြီနော် okay အဆိုလို့ရှိရင်ဒါတို့တမလို့ရင်အပေါင်းဆိုင်ရဲ့စဉ်မြင့်နံပါတ်1ကိုတည်သွားပြီအပေါင်းဆိုင်ရဲ့စဉ်မြင့်နံပါတ်2ကိုတည်သွားပါပြီ ဟုတ်ပြီနော်အဲ့တော့ခြေတို့ကအပေါင်းဆိုင်ရဆင်းမြင့်နံပါတ်နှစ်နဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းလေးတွေလုပ်ကြည့်ကြမယ်။ကေတာတို့တမလို့ရနံပါတ်30ကိုကြည့်ရအောင်။ပုတ်စာတစ်ပုတ်စီကိုတွက်ပြီးတော့အဖြေများကိုနိုင်ရှင်းမှာဒီခြေတို့ကပုတ်စာနှစ်ပုတ်ပြီးထားပါဗါးကြီးနဲ့ပါပွေကြည့်ရအောင်ဟဲ့ဒီဘက်မှာကလည်း session နဲ့ 6နဲ့21နဲ့ပေါင်းပါမယ်ဒီဘက်မှာကလည်း18နဲ့6နဲ့21နဲ့ပေါင်းပါမယ်ဒါပေမဲ့မတူတာတွေရှိပါတယ်ဗာလေးလည်းပြောကြည့်ပါအောင်ဟုတ်တယ်နမကကြည့်ရကြတော့ရှေကိန်းနှလုံးကိုအရင်ပေါင်းမှုအတွက်ခွင်းနဲ့ထည့်ထားပါတယ်နမခောက်ကြီးကကြတော့နောက်ကိန်းနှလုံးကိုအရင်ပေါင်းမှုအတွက်ခွင်းနဲ့ထည့်ထားပါတယ်ရှင့်အဲ့ဒါလေးကိုဒီချေလိုတွေအဖြေလေးတွေကိုနိုင်ရှင်ကြည့်ရအောင်အဲ့တော့ဒါတို့တမလို့ရဲ့တင်ချတွေ့တဲ့စာအုပ်ကလေးကိုထုတ်ပေးပါရှင့် ထုတ်ပြီးသားရင်ဒီချက်ကနံပါတ်30ကိုအာတွက်ပြပါမယ်နော်အဲ့တော့မင်းတို့တွေကဒီချက်ကိုဒီချက်နဲ့တူတူလိုက်တွက်မယ်အလဲကောင်ကနေမြင်းကလေးတားလိုက်ပါဟိအက်ဒီတော့30ပုံမှာကာကြီးညညချင်းလေးကြီးလိုက်ကြရအောင်ခွင်းစ38အပေါင်းကိုခွင်းပေ20အပေါင်း27 ဒီဘက်ကကျတော့တချို့တော့ခခွေးတွက်ပါဖြစ်ပါတယ်အဲ့တော့မြင်းငါးနှစ်ချောင်းဆွဲလိုက်ပေါ့နော် editor ခခွေးတခါလေးကူထားလိုက်မယ်နော်18အပောင်ဝင်းစား9အပောင်27ခွင်ပိတ် okay ကဲအဆိုလို့ရှိရင်ပေါင်လိုက်ကြရအောင်တချို့တော့ down လိုက်ပဲပေါင်ပါမယ်ရှင်အဲ့တော့ဒီဘက်မှာဆိုရင်18နဲ့9နေကိုအရင်ပေါင်ပါမယ်ခွင်းကထားထားတဲ့အတွက်ကြောင့်မလို့အဲ့တော့18နဲ့9နဲ့ပေါင်ပါပြီပေါင်လိုက်တော့18နဲ့9နဲ့ပေါင်လိုက်တော့ ကိုက30ဖြစ်ဖို့အတွက်တက်လို့ရှစ်က၈ကတက်ပြီးလိုက်တော့9အဲ့တော့30နဲ့9နဲ့ဆိုတော့18ပါရှင်9ရေးပြီးတက်တင်ပါမယ်ဆယ်ဆယ်ချင်းပေါင်းလိုက်တော့တက်နဲ့တက်နဲ့ပေါင်းလိုက်တော့2အဲ့ဒါကြောင့်28အဲ့ဒီ28ကိုဘယ်သူနဲ့ထပ်ပေါင်းအောင်ပါလဲဟုတ်တယ်ဒီက27နဲ့ထပ်ပေါင်းပါမယ်ရှင်အဲ့တော့ဒီရေတို့အောက်ကနေပဲတခါတည်းပေါင်းလိုက်ကြရအောင်နော်ကဲပေါင်း ပေါင်းလိုက်တော့သားတို့တမလို့ခုခုချင်းပေါင်းပါမယ်ခုနှစ်နဲ့တနဲ့ပေါင်းလိုက်တော့၈ဆယ်ဆယ်ချင်းပေါင်းလိုက်တော့နဲ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 ပေါင်းလိုက်တော့၄အဲ့ဒါကြောင့်အဖြေက48အဲ့တော့အဖြေထိုးပါပြီအာရီအာတဝေထိုးပေါက်တော့ရရေးဖြေအဖြေပုံမှန်နှစ်ခုချ48ရပါပြီ၈ Okay အဲ့ဒါဒီနံပါတ်ခွေလေးကိုတွက်လိုက်ကြရအောင်နံပါတ်ခွေကသားတို့တမလို့ဘသူတွေကိုအရင်ပေါင်းပါလေ 9နဲ့21အဲ့တော့ခြေရုထောင်လိုက်ပါပါမယ်ကိုယ်အပေါ်မှာရေးမယ်21ကအောက်မှာရေးမယ်ခုခုချင်းတန်းအောင်ရေးလိုက်ပါ10ຫນຽມမှာ10ຫນຽມကိုရေးပါမယ်ရှင်အပေါင်းလက္ခဏာလေးတက်ကိုယ်နဲ့တင်းနဲ့ပေါင်းလိုက်တော့10 3ညာရေးတက်တယ်ပါပြီရှင်ဆက်ဆက်ချင်းပေါင်းလိုက်တော့နင်းနဲ့တင်းနဲ့ပေါင်းလိုက်တော့3အဖြစ်ဘယ်လောက်ရတယ်လဲ30အဲ့ဒီ30ကိုဘယ်သူနဲ့ထပ်ပေါင်းမှာတော့ session နဲ့ပေါင်းပါမော်အဲ့တော့ဒီခြေရုထပ်ပေါင်းလိုက်ပါအောင်ဟေးတစ် session နဲ့ ခုခုချင်းပေါင်းကြရအောင်၃ညနဲ့ရှင်နဲ့ပေါင်းလိုက်တော့၈ဆက်ဆက်ချင်းပေါင်းပါမယ်၃နဲ့တင်နဲ့ပေါင်းလိုက်တော့၄အဖြေကဘယ်လောက်ပဲလဲ48ပါပဲရှင်အဲ့တော့အဖြေထုတ်ပါပြီအဖြေပုံမှန်နှစ်ခုချ48အဲ့တော့တအားသမလို့ရင်ဂိန်းသုံးလုံးပေါင်းတဲ့အခါမှာမြည်သည့်အစီအစဉ်နဲ့ပေါင်းကြိုက်တဲ့နေနဲ့ပေါင်းကြိုက်တဲ့အစီအစဉ်နဲ့အပေါင်းအဖြေချင်းကဘာဖြစ်လဲအတူတူပါပဲအဲ့ဒါကအပေါင်းဆိုင်ရာစီမြင့်နံပါတ်ဘယ်လောက်ဖြစ်လဲ နှစ်ဖြစ်ပါတယ်ရှင်။ရမယ်နော်။နားလည်ပါသလား။ဟုတ်ပြီ။အဲဆိုရင်ဒီချေတို့ကနောက်တစ်ခုကိုသွားလိုက်ကြရအောင်နော်။နံပါတ်6နဲ့။ဟုတ်ပါဘူး။နံပါတ်9နော်ဟုတ်ပြီအဲ့တော့ပုံစံလေးကိုဒီချေကဖတ်ကြည့်မယ်ဒီချေတို့ဘာလို့ခိုင်းလဲ instruction လေးကိုဖတ်ကြည့်ကြရအောင်အပေါင်းဆိုင်ရာစီမင်းများကိုသုံးပြီးတော့ပုံစံတွေကိုတွေ့ရအောင်အပေါင်းဆိုင်ရာစီမင်းကဘယ်နှခုရှိပါသလဲနှစ်ခုရှိပါတယ်စီမင်းနံပါတ်1ကဘာလေးလဲ ကိန်းတွေကိုပေါင်းတဲ့အခါမှာနေရာလဲပြီးပေါင်းရင်လည်းအဖြစ်ချင်းကအတူတူပဲစီမစ်နံပါတ်1ကကြတော့ကိန်းသုံးလုံးပေါင်းတဲ့အခါမှာမြည်သည့်အစီအစဉ်ဖြစ်ပေါင်းစီကမူအဖြစ်ချင်းကအတူတူပဲအဲ့တော့ခြေရုကကိန်းကိုနေရာလဲပြီးတော့လည်းပေါင်းလို့ရတယ်ဂျိုက်တဲ့အနေနဲ့တွက်လို့ရပါတယ်နော်စီမင်းနံပါတ်1ကကြတော့ဈိုက်တဲ့ဂိတ်နှလုံးကိုပေါင်းလို့ရပါတယ်အဲ့တော့နံပါတ်ကကြီးကိုကြည့်ရအောင်ဟိနံပါတ်ကကြီးက36အပေါင်း18အပေါင်း2ဂိတ်ပနှလုံးမယ် ၃လုံး၊ကိန်းနှလုံးဆိုကိန်း၃လုံးဆိုတေးကြတယ်။တီချာတို့အပေါင်းဆိုင်ရာစီမံနံပါတ်၂ကိုတေးကြပေါ့သုံးရတော့မယ်။ဟုတ်ပြီနော်။ Okay အဲ့တော့တားတို့တမျိုးကနေရာတွေဘာတွေလဲခြင်းသိလား။မလဲတော့ဘူးဒီမှာကြည့်ရအောင်ဒီချေရုကလေချေအမြဲတမ်းပြောရဲเนาะချေရုကစနစ်တင်မှာဆိုရင်ဆယ်ပြည့်ခင်းနေလုတ်ပြီးပေါင်းတာကတို့တွေအတွက်ပို့ပြီးတော့မှလွယ်ကူပါတယ်အဲ့တော့ဒီမှာကြည့်ရအောင်ဟိ့ ကရင်ကိန်းတုံးလုံးပေါင်းတဲ့အခါမှာဒီကျေတို့ကရှေ့ကိန်းနှလုံးကိုပဲအရင်ပေါင်းပေါင်းနောက်ကိန်းနှလုံးကိုပဲအရင်ပေါင်းပေါင်းအဖြေချင်းကအတူတူပါပဲအရင်ပေါင်းစင်တဲ့ကိန်းလေးကိုဂွင်းနဲ့ထည့်လိုက်ရုံပဲအဲ့တော့18နဲ့နှစ်နဲ့အရင်ပေါင်းတာကဘာဖြစ်လဲပို့ပြီးတော့လွယ်တယ်ဘာဖြစ်လို့လဲစဲပြီးကိန်းဖြစ်သွားလို့ပါအဲ့တော့ခုနေရာကိုကြည်လိုက်30ဖြစ်စီတဲ့ကိန်းကြီးဖြစ်ပါတယ်နော်အဲ့ဒါကြောင့်18နဲ့2နဲ့ကိုအရင်ပေါက်ပါရဲเนาะအဲ့တော့သူတို့ကိုဂွေနဲ့ထည့်လိုက်ပါပြီ ခွေးနှစ်ထည့်လိုက်တော့သူတို့တစ်ဆက်ရှင်းတဲ့နှစ်ကိုပေါင်တာကတကယ်လို့20ရပါတယ်ပြီးတော့တော့မှရှေ့မှာကြံခဲ့တဲ့ဂိတ်နဲ့ပေါင်လိုက်တော့36ကို20နဲ့ပေါင်တော့ဒါက10အုပ်စုနှစ်စု36ပြီးတော့46 56ဖြစ်ပါတယ်ရှင်တန်တန်အပေါင်းဆိုင်ရာစီးမြစ်နံပါတ်1ကိုအသုံးပြုလိုက်တာဖြစ်ပါတယ် okay နမခောက်ကိုကြည့်ရအောင်ဟိ24အပေါင်း39အပေါင်း6ဂိမ်းဘယ်နှလုံးလဲ ၃လုံးသိကြတယ်ဂိန်း၃လုံးဆိုရင်အပေါင်းဆိုင်ရာစီမင်းဘလောက်ကိုသုံးမလဲနှစ်ကိုသုံးပါမယ်အဲ့တော့တီချက်ကပြောထားတယ်၁၀ဖြစ်စီတဲ့ဂိန်းတွေကိုပေါင်းတာကပို့ပြီးတော့လွယ်တယ်လို့ပြောပါတယ်အဲ့တော့၁၀ဖြစ်စီတဲ့ဂိန်းတွေကိုပေါင်းဖို့အတွက်ဆိုဖြူနေရာတွေကိုကြည့်ရအောင်ဟဲ့ဒီမှာက၄โอ6အဲ့တော့အော်ကျေတို့အရင်ရေးလိုက်တယ်เนาะ24အပေါင်း39အပေါင်း6 ဟုတ်ပြီနော်အဲ့တော့အဲ့ဒီမှာကြည့်လိုက်ဒီချေရုကဘသူနဲ့ဘသူကိုတွဲလိုက်လို့ရှိရင်10တွေဖြစ်စီပါတယ်ဟုတ်တယ်ဒီက4နဲ့6တွေကတွဲရမယ်အဲ့ဒါကြောင့်4ပါတဲ့24နဲ့6ကို အရင်ပေါင်းတာကလွယ်တယ်အဲ့ဒါဆိုရင်သူတို့နှစ်ယောက်ကိုကက်ရက်ဖြစ်သွားဖို့အတွက်ဒီချေရုကနေရာပြောင်းရတော့ 哦အဲ့တော့ဂိတ်တွေကိုနေရာလဲပြီးပေါင်းရင်လည်းအဖြည့်ချင်းက additive ပဲ okay အဲ့ဆိုရင်ဒီချေတို့ကနေရာလဲလိုက်ပါပြီရှင်ဒီ6ကလေးကိုဒီချေအရှိကိုပို့လိုက်ပါမယ်24က24 6ကအရှိရောက်လာပါတယ်ပြီးတော့မှ19ကဲအဲ့ဒီမှာမှဒီချေတို့ကစီးမြစ်နံပါတ်2ကိုအသုံးပြုလို့ရပါသေးတယ်ရှင်အဲ့ဒီ24နဲ့6နဲ့ကိုအရင်ပေါင်းမယ်ဆိုတော့ခွင်းခတ်လိုက်ပေါ့24နဲ့6နဲ့ပေါင်းလိုက်တော့တအားတို့တမလို့ဘယ်လောက်ရတယ်လဲဆိုရင်30ရပါတယ်ရှင်24ကိုစိတ်ထဲမှာမယ်လက်ချောင်းတောင်း24ပြီးတော့25 26 28 29 30ပါရှင်โอเคအဲ့လိုမဟုတ်ရင်လေ4နဲ့6နဲ့ပေါင်းလိုက်တော့30အရှိမကျန်တာက20 20ရဲ့30ရဲ့ဆိုတော့30ဖြစ်ပါတယ်ပြီးတော့မှနောက်မှကျန်တဲ့19နဲ့ပေါင်းပါမယ်30ရဲ့19ရဲ့ပေါင်းလိုက်တော့30ဆိုတာက30အုပ်စု3စု19ပြီးတော့39ကိုဒီကျေတော့30အုပ်စုတွေတိုးမယ်39ပြီးတော့29 39 49ဖြစ်ပါတယ်ရှင်အဲဒါကြောင့်အဖြေက49ပါနော် ဟုတ်ပြီเนาะအဲ့ဒီလိုပဲသားတို့တမျိုးကအာ24နဲ့6နဲ့ကိုဒီချေတို့ကအရင်အာပေါင်းလို့ရပါတယ်เนาะဟုတ်ပြီเนาะအဲ့တော့ဒီလိုလေးပေါင်းရင်လည်းရပါတယ်ရှင်ခွာပြီးတော့ပေါင်းရင်လည်းရပါတယ်เนาะအဲ့တော့ကိတုံးလုံးပေါင်းတဲ့အခါမှာမြည်တိကိန်းနှလုံးကိုမစိုးအရင်ပေါင်းနိုင်တယ်။နေရာလဲပြီးပေါင်းရင်လည်းရတယ်လို့ဟိုးရှင်နေဟိုးနောက်နဲ့เนาะကြော့ခွပြီးတော့ပေါင်းရင်လည်းရပါတယ်เนาะဟုတ်ပါပြီရှင် ကဲအဲ့ဒါဆိုလို့ရှိရင်ဒီချေတို့ကနမတ်7ဒီနီးတွေကိုဒီချေတို့ကလွယ်ကူတဲ့နီးတွေလို့ခေါ်ပါတယ်မင်းတို့အတွက်လွယ်ကူစေမဲ့နီးတွေ ਨੇ ကြိုက်တယ်လို့ပေါင်းလို့ရပါတယ်နေရာလဲပြီးတော့လည်းပေါင်းလို့ရတယ်ခွေးနေခက်ပြီးတော့လည်းအရင်ပေါင်းလို့ရတယ်ဟိုးရှိနေဟိုးအနောင်နေလည်းပေါင်းလို့ရတယ်ကြိုက်တဲ့နီးနဲ့ပေါင်းလို့ရပါတယ်နော်ဟုတ်ပါပြီဒါမှမဟုတ်ရှင်နေဒီချေကြီးရှုပ်ပါတယ်တခုချင်းစီအစင်လိုက်ပဲတမီတို့တွေပေါင်းပါမယ်သားတို့တွေပေါင်းပါမယ်ဆိုလည်းရပါတယ်ရှင်ဟုတ်ပါပြီအဲ့ဆိုဒီချေနဲ့အတူတူနမတ်7ကိုတွက်လိုက်ကြရအောင်နော်အဲ့တော့မင်းတို့ရဲ့ င်ချအတွက်တဲ့စာအုပ်ကလေးကိုထုတ်ပေးပါထုတ်ပြပါအဲ့တော့ဒီချက်မိကွန်းလေးကိုပုံစံလေးကိုယူလိုက်မင်းအဲ့တော့နံပါတ်7ပါရှင့် Okay ကဲအဲ့ဒါဆိုလို့ရှင်တအားတမလို့လာတီချေတို့တွေတွက်လိုက်ကြရအောင်တဆက်တပုံမှာကာကြီးပုံစံလေးကိုပါပြီတဆက်6 about တဆက်လေး about 27ဒါကပုံစံလေးကိုလိုက်တာပါနော် ကတွက်ဖို့အတွက်ဒီချေရူနောက်တစ်ခေါက်ထည့်ရေးပါမယ်တချောင်းကြော်လိုက်ပါချေရူအလျားလိုက်ပဲတွက်ကြည့်မယ်နော်အဲ့တော့တစ်ဆချောင်းအပေါင်း34အပေါင်း27အညီလေးထိုးပါမယ်ရှင်ကေတာရတမလို့ရေလွယ်ကူစေမဲ့နီးမင်းတို့ရေလွယ်ကူစေမဲ့နီးနဲ့တွက်ပါကြိုက်တဲ့နီးနဲ့တွက်ပါတယ်ဒေါင်လိုက်၃ခုစလုံးဒေါင်လိုက်ထားပြီးတော့တွက်လည်းရပါတယ်နော် ဟုတ်ပြီနော်ဒီချက်ကတော့အလျားလိုက်ညီလေးနဲ့နည်းနည်းတော့ train ကြည့်ကြည့်ပါတယ်ဒီချက်ပြောထားပါတယ်30ဖြစ်စီတဲ့ဂိမ်းတွေကိုအရင်ပေါင်းရင်လွယ်တယ်လို့ပြောထားတယ်နော်အဲ့တော့30ဖြစ်စီတဲ့ဂိမ်းတွဲလီတွေကဒီမှာ6နဲ့4နဲ့ဖြစ်ပါတယ်အဲ့ဒါကြောင့်6ပါတဲ့16နဲ့4ပါတဲ့14နဲ့ကိုဒီချက်အရင်ပေါင်းလိုက်မယ်ဟဲ့ ဟုတ်ပြီเนาะအဲ့တော့16အပေါင်း14သူတို့ကိုအရင်ပေါင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်ခွင်းနဲ့ထည့်လိုက်ပါပြီเนาะအပေါင်းဂျန်နာက27အဲ့တော့ဒါတို့သမလို့ရေ16နဲ့14ကိုပေါင်းပါမယ်အဲဒီမှာကြည့်ရအောင်ခုခုချင်းပေါင်းလိုက်တော့6နဲ့6နဲ့ပေါင်းလိုက်တော့30ဟုတ်ပြီเนาะ30ရထားပြီเนาะဒီမှာက30ဒီမှာက30ဆိုတော့20 20ရဲ့ဒီချက်တို့ရတာရဲ့30နဲ့ဆိုတော့30ဖြစ်ပါတယ်ရှင့်အနောက်က27က20 ဖြစ်ပဲပေါ့အဲ့တော့30နဲ့21ကိုဒီချက်ဘယ်လိုပေါင်းမြောက်မလဲကြည့်ရအောင်30ဆိုတာ10အုပ်စု3စု10အုပ်စု2စု2စု3စု10 20 30 30ဟောအဲ့တော့21နဲ့ပေါင်းပါမယ်21ကို10ခုစီတိုးပြီးပေါင်းမယ်21ပြီးရော31 41 51 okay အဲ့တော့ရေးလိုက်ကြရအောင်50အဖြေဘယ်လောက်ရပါသလဲ ရပါပြီเนาะဟုတ်ပါပြီအဲ့တော့အဖြေလေးထူရအောင်အာရေအသွေထူဖတ်ထူရေရေဖြေးအဖြေပုံမှန်နှစ်ခုချ51တရတမလို့လွယ်ရတာလွယ်လွယ်လေးเนาะ ဟုတ်ပါပြီရှင်တကယ်လို့စီမင်းနံပါတ်ဘလောက်ကိုတုံးလိုက်တာလဲစီမင်းနံပါတ်1ကိုအသုံးပြုလိုက်တာပါနော်ဟုတ်ပြီအပေါင်းဆိုင်ရာစီမင်းနေကတကယ်လို့ပေါင်းတဲ့အခါမှာသူစီမင်းစီကံအတိုင်းပေါင်းမှသာမှန်ကန်တဲ့အဖြစ်ရရှိဖို့အတွက်ကြောင့်မို့လို့ပြီးလောက်ထားတာဖြစ်ပါတယ်အားကြောင့်မို့လို့တကယ်လို့အဲ့ဒီစီမင်းလေးတွေကိုလိုက်နာပြီးတော့ပေါင်းလို့ရှင်မှန်ကန်တဲ့အဖြစ်တွေနဲ့လွယ်ကူတဲ့အဖြစ်တွေကိုရရှိမှာဖြစ်ပါတယ်နော်အဲ့တော့နမခါခွေဟိအဲ့တော့တရုတ်တမလို့ရေနံပါတ်ခါခွေမိကုန်လေးကိုပါပြီနော်ဒီကျတော့ကိုပြီးတော့ပါပြီ ဟုတ်ပါပြီလက္ခဏာစာတာမှာတီချာတို့ပြန်ကူကြရအောင်နံပါတ်ခါကွေး24အပေါင်း33အပေါင်း38ဒါကပုတ်စာကူတာပါရှင်အဲ့ဒါကိုတို့တွေတွက်ဖို့အတွက်တကြောင်ကြုတ်ပြီနောက်တစ်ခေါက်ပြန်ကူပါမယ်24အပေါင်း33အပေါင 39 okay အညီလေးထိုးလိုက်ပါဟိတာရသမုရေဒီခြေကပြောထားပါတယ်30ဖြစ်စီတဲ့ဂိမ်းတွဲလေးတွေကိုအရင်ပေါင်းတာကပို့ပြီးတော့မှလွယ်ပါတယ်အဲ့တော့ဒီဂိမ်းနေတဲ့မှာ30ဖြစ်စီတဲ့ဂိမ်းတွဲလေးတွေကဘာတွေဖြစ်မလဲ 3နဲ့9အဲ့ဒါကြောင့်3ပါတဲ့73နဲ့9ပါတဲ့38ကိုတို့တွေအရင်ပေါင်းလိုက်ရင်မရဘူးလားဟိရရပေါ့အဲ့တော့24ကဒီအတိုင်းပဲပြန်ထားပါမယ်နော်အဲ့တော့ဒီချေက73နဲ့38ကနေရာပြောင်းစရာလိုလားမလိုဘူးအဲ့တော့သူတို့ကိုဒီချေကအရင်ပေါင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ဂွင်းနဲ့ထည့်လိုက်ပါပြီရှင်73အပေါင်း38 okay အဲ့တော့လာကြည့်ကြရအောင်ဟိ24က24ပါပဲ33နဲ့ခုနှစ်နဲ့ပေါင်းပါမယ်ဟိ3နဲ့ခုနှစ်နဲ့ပေါင်းလိုက်တော့30မှတ်ထားနော်30ဒီမှာက30 30 20ဒီမှာ30ဆိုတော့30ဖြစ်ပါတယ်ရှင့် အဲ့တော့24နဲ့30နဲ့ပေါင်းလိုက်ကြရအောင်24နဲ့30နဲ့ပေါင်းမယ်30ကိုဒီချက်ကဒလိုလေး30အုပ်စု30စုယူလိုက်မယ်24ကို30စီတိုးမယ်24ပြီးတော့34 44 54ဖြစ်ပါတယ်ရှင်အဲ့တော့လွယ်ကူလျင်မြန်နဲ့ဖြည်းဖြည်းရတော့ပါပြီအဖြည်း54ပါနော်ဒါတို့သမလို့ရေအဖြည်းထိုးလိုက်ပေါင်းဟိအဖြည်းပုံမှန်နှစ်ခုချ54ရပါပြီလားရှင် Okay ကဲအဲဆိုရင်တီချေတို့နံပါတ်ကငယ်တွက်လိုက်ကြရအောင်ဟိနံပါတ်ကငယ်တီချေတို့မိကွန်လေးကူပါမယ်နမကငယ်မိကွန်လေးကဘာလေးလဲဆိုရင်34အပေါင်း29အပေါင်း6ဖြစ်ပါတယ်အဲ့တော့တွက်ဖို့အတွက်ပြန်ကူးရေးပါပြီ34အပေါင်း29 ကိုအပေါင်းချောင်းအညီကိတာတို့တမလို့ရေးကြိုက်တဲ့နီးနဲ့တွက်လို့ရပါတယ်နော်အဲ့တော့လေကူရဲ့နီးနဲ့တွက်မယ်ဆိုရင်30ဖြစ်စေတဲ့ဂိမ်းတွက်လေးတွေကိုအရင်ပေါက်မှာပေါ့အဲ့တော့30ဖြစ်စေတဲ့ဂိမ်းတွက်လေးတွေကဒီချဲငငယ်လုံးကလေးကဒီချဲနဲ့တူတူတင်းတဲ့ကလေးလေးဆိုတည်ပါတယ်30ဖြစ်စေတဲ့ဂိမ်းတွက်လေးတွေကကိုယ့်ရဲ့ effort တက်တဲ့နော်၈ကနှစ်ကိုခေါ်9ဆို3ထ6ကလေးခေါ်ထားတန်းတယ်ဒီမှာ6နဲ့4ပါရှိအဲ့ဒါကြောင့်30ဖြစ်စေတဲ့ဂိမ်းတွက်လေးတွေက4ပါ တဲ့တဆက်လေးနဲ့အာ6နဲ့ကိုတို့တွေအရင်ပေါင်းလိုက်ကြရအောင်ဒီလိုမျိုးခုံကျော်ပြီးပေါင်းနေရတယ်လို့မျိုးနေရာပြောင်းပြီးတော့မှအရင်ပေါင်းနေရပါတယ်ရှင်ဒီခြေကတော့လွယ်ကူအောင်လို့နေရာပြောင်းလိုက်ပေါင်းမယ်အဲ့တော့တဆက်လေးအပေါင်း6 about 29နေရာပြောင်းလိုက်တယ်ဆိုတော့စီမြင့်နံပါတ်ဘယ်လောက်ကိုတုံးလိုက်တာလဲစီမြင့်နံပါတ် จิตဟုတ်ပြီအရင်ပေါင်းမယ်ဆိုတော့14နဲ့6ကိုဒီချက်ခွင်းနဲ့ခတ်လိုက်ပြီးခွင်းခတ်လိုက်ပြီးဆိုကြတဲ့ကစီမျက်နံပါတ်2ကိုအသုံးပြုလိုက်တာပါเนาะโอเคအဲ့တော့ပေါင်းလိုက်ကြရအောင်ဟဲ့14နဲ့6နဲ့ပေါင်းလိုက်တော့10ဖြစ်စေတဲ့4နဲ့6ကိုအရင်ပေါင်း4နဲ့6က10ဟုတ်ပြီ10ဒီမှာက10ပဲရှိပါတယ်10ရဲ့10ရဲ့ဆိုတော့20ဟုတ်ပြီဟဲ့အဲ့တော့အနောက်မှာပေါင်းစေရင်က29 ကိုကေတာရတမလို့ရင်20ဆိုတော့30အုပ်စု20ဆု29ကို30စီတိုးပြီးတော့တွက်လိုက်ကြရအောင်29ပြီးသွားတော့ 39 49ဖြစ်ပါတယ်ရှင်အဲဒါကြောင့်အဖြေ49ဒီချက်အရင်မြန်မြန်နေလိုက်ရင်ဒီချက်အရင်မြန်နေရဆိုလို့ရှင်မင်းတို့ကဗီဒီယိုလေးကိုရက်ပြီးတော့မှအာတိတ်ချလေးနားထောင်ပြီးပါပြီးတော့လို့ရှိလို့ရှင်ဗီဒီယိုလေးကို slow လေးလုပ်ပြီးတော့ဖြည်းဖြည်းချင်းနားထောင်လည်းရသလိုဗီဒီယိုလေးကိုထက်ခါထက်ခါလေးလည်းပြန်ကြည့်လို့ရပါတယ်နော်ဟုတ်ပါပြီရှင်အဲတော့အဖြေလေးထိုးကြရအောင်အာရီအာတဝေထိုးဖောက်ထွက်ရေးရေးဖြည့်အဖြေပုံမှန်နှစ်ခုချ49ဖြစ်ပါတယ်ရှင်โอเค အဲ့တော့ဒီချေတို့နံပါတ်ခါကြီးလေးတွက်လိုက်ကြရအောင်ဟိနံပါတ်ခါကြီးကိုဒီချေနဲ့အတူတူပဲတွက်ပါမယ်နော်အာ sorry မင်းတို့ကအရင်တွက်တွက်လို့ပြီးသွားတော့မှဒီချေနဲ့အတူတူဖြည့်တိုက်မယ်မင်းတို့ကြိုက်တဲ့နည်းနဲ့တွက်လို့ရတယ်ကြိုက်တဲ့အစီအစဉ်နဲ့တွက်လို့ရတယ်ပြီးတော့မှဒီချေနဲ့အဖြည့်တူလားလို့တို့တွေပြန်တိုက်ကြမယ်ဒီချေတို့စနစ်တစ်သင်ချာမှာဆိုလို့ရှိရင်ဒီချေတို့ကဒါတို့တမျိုးကိုတွက်လို့ရတဲ့နီလန်းတွေအကုန်လုံးကိုပေးလိုက်ပါတယ်လွယ်ကူတဲ့နီလန်းတွေကိုစီမင်းစီကန်းတွေကိုအကုန်ပေးပြီးတော့မှမင်းတို့ကကြိုက်တဲ့နည်းနဲ့တွက်ဒီချေတို့ကအမှန်ပေးရမှာဖြစ်ပါတယ် နော်စီမင်းစီကနေလိုက်နာတယ်အာတတ်မှတ်ထားတယ်နီလန်လေးတွေကိုအသုံးပြုပြီးတွတ်ထားတယ်ဆိုလို့ရှိရင်ဒီချက်တွေကအဖြစ်အမှန်ပြရမှာဖြစ်ပါတယ်အဖြစ်မှန်ရင်အမှတ်ပြရမှာဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့ဆိုဒီချက်ဗီဒီယိုလေးကိုရက်ပြီးတော့နမဂါကြီးလေးကိုတွတ်ကြည့်ပေးပါနော်โอเคตลบပြီးသွားပြီလို့ထင်ပါတယ်အဲ့တော့ဒီချက်ကဂါကြီးမိတ်ကွန်းလေးကုလိုက်ပါဦးမရှင်50အပေါင်း38အပေါင်း39 โอเคမိကိုလေးကူပြသပြီဆိုတော့ဒုတိယတွက်ဖို့အတွက်နောက်ထပ်တစ်ခေါက်ပြန်ကူရေးပါမယ်41အပေါင်း38အပေါင်း39အညီလေးထူလိုက်ပါပြီရှင်ဒီကျဲ10ဖြစ်စီရဲ့ဂိမ်းတွေနဲ့တွေ့မှာဖြစ်ပါတယ်10ဖြစ်စီရဲ့ဂိမ်းတွေလေးတွေရှာလိုက်တော့ကိုယ့်ရဲ့အဘော်တစ်တဲ့နော်ဟာဒီမှာကိုဒီမှာ တသူတို့နှစ်ခုအရင်တို့တွေပေါင်းကြမယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီခြေတို့ကနေရာလေးချိန်မှာပေါ့မင်းတို့ကကြော်ပြီးတော့မှပေါင်းလိုက်ရတယ်နော်ဒီခြေကတော့နေရာလေးချိန်မြဲစီမင်းနဲ့မက်တစ်ကိုသုံးကြည့်လို့ပါရှင်အဲ့တော့41နဲ့39နဲ့ပေါင်းလိုက်ပါပြီရှင်ပြီးတော့မှဒီခြေတို့ကကြံခဲ့တယ်အော် sorry 38နဲ့နေရာအရင်လဲပါမယ်အဲ့တော့ခြေတို့က အရင်တွက်မဲ့ကိန်းကိုခွေနဲ့ခက်လိုက်ပြီးအဲ့တော့စီမင်းနံပါတ်1ကိုတုံးလိုက်တာပေါ့နော်အဲ့တော့41နဲ့39နဲ့ပေါင်းပါမယ်1နဲ့9နဲ့ပေါင်းလိုက်တော့30မှတ်ထားပါ30ဒီမှာက40ဒီမှာက30ဆိုတော့50 50ရဲ့တိချဲစီက30ရဲ့ဆိုတော့60ပါရှင်အပေါင်း38 အဲ့တော့60ရဲ့38နဲ့ပေါင်ပါမယ်။60ဆိုတော့30အုပ်စု6စုပါရှင်။38ကို30စီတိုးပြီးတော့သွားပါမယ်။38ပြီးတော့48 58 68 88 88 90ဖြစ်ပါရဲ့ရှင်။ကဲဒါတို့တမလို့ရင်မင်းတို့ကရောတွက်ထားတဲ့အဖြစ်နဲ့တူရဲ့လား။တူရဲ့လား။ဟုတ်ပါတယ်။ Okay အစဉ်ပြေသွားပြီနဲ့တူပါရဲ့နော်။ဟုတ်ပြီနော်။အဲ့တော့ဒီချေတို့အဖြစ်ဘယ်လောက်ရတယ်လဲ။58ဟုတ်ပြီနော်။မှန်ရလားယင်။ ရင်တွေ့ရတာအဆင်ပြေသွားပြီလို့ထင်ပါတယ်နော်အကယ်၍အဖြစ်လေးကြီးကလွဲနေရဆိုလို့ရှိရင်လည်းဒီချက်ဗီဒီယိုလေးကိုပြန်ကြည့်ပြီးတော့ဖြည်းဖြည်းချင်းပြန်တွက်ပြပါနော်ဟုတ်ပါပြီအားဆိုရင်ဒီချက်တို့ကဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်အပေါင်းဆိုင်ရာစီမင်းလေးတွေနဲ့ဒီချက်တို့တွေအဲတို့တွေရှေ့မှာပေါင်းခဲ့တာလေးတွေကိုပြန်ပြီးတော့မှပေါင်းကြတာဖြစ်ပါတယ်နော်ဟုတ်ပါပြီရှေ့အဲ့တော့အဲနောက်ဗီဒီယိုမှာဆိုရင်ဒီချက်တို့ကဒီတခန်းလုံးနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းလေးလုပ်ကြမယ်နော်ဟုတ်ပြီအားဆိုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြရအောင်အော်မီလို့ မင်းတို့တွေတွက်ထားတဲ့အခုဒီဒီ channel အတူတူတွက်ထားတဲ့စာမျက်နှာလေးဒီဗီဒီယိုအတွက်ရေးထားတဲ့တွက်ထားတဲ့စာမျက်နှာလေးတွေကိုတချို့ပို့ဖို့မမေ့နဲ့အောင်နော်ဟုတ်ပါပြီရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်တတား